မင်္ဂလာညချမ်းပါ2025ခုနှစ်ဇွန်လ6ရက်နေ့ Radio NUG ပြည်တွင်းသတင်းတွေကိုတင်ပြပေးသွားပါမယ်ကျွန်မကတော့ຫນွေဦးမော်ပါဓမ္မအုပ်ဆုံးတင်ပြပေးမယ့်သတင်းကတော့တော်လင်းအောင်ပွဲကိုအဆုံးသတ်ရယူနိုင်ရဲ့အတွက်ကဏ္ဍဇုံမှနိုင်ငံရေးဟန်ချက်ညီညီလှုပ်ရှားဆောင်ရွက်ကြရဲ့ယာယီသမရတိုက်တွန်းတဲ့သတင်းဖြစ်ပါတယ် တော်လင်းအောင်ပွဲကိုအဆုံးသတ်ရယူနိုင်ရန်အတွက်လက်နက်ကိုင်းတော်လင်းရေးပါဝင်လူလူသပိတ်တိုက်ပွဲများပါဝင်ကဏ္ဍစုံမှနိုင်ငံရေးဟန်ချက်ညီညီလှုပ်ရှားဆောင်ရွက်ကြရန်ယာယီသမရဒူဝါလက်ရှိလာမှတိုက်တွန်းဆိုလိုက်ပါရယ်စကိုင်းတိုင်းဒေသသပိတ်အင်အားစုပထမအကြိမ်မြေပြင်ကြီးလာကန်သို့ပေးပို့လာတဲ့သဝင်လွှာမှာယာယီသမရဒူဝါလက်ရှိလာကအခုလိုဆိုထားပါရယ်ဆီအနာရှင်စနစ်နဲ့အနာရှင်စနစ်ဟူသည်များအပီးတိုင်းချုပ်ပြီး ပြည်သူလူထုအားလုံးလှလာတောင်းတသည့်တရားမျှတမှုလွတ်လပ်ခွင့်နှင့်မြို့သားဒဏ်မှုညီမျှမှုရှိသည့် Federal Democracy ရရှိရေးတော်လိုင်းအောင်ပွဲကိုအဆုံးသတ်ရယူနိုင်ရန်အတွက်လက်နက်ကိုင်းတော်လိုင်းပါဝင်လူထုတပိတ်တိုက်ပွဲများအပါဝင်ကဏ္ဍဆောင်မှနိုင်ငံဟန်ချက်ညီလှုပ်ရှားဆောင်ရွက်ကြရန်တိုက်တွန်းအပ်တယ်လို့ယာယီသမရကဆိုပါတယ်။ဒါအပြင် လူထုတပိတ်တိုက်ပွဲများကိုလည်းဂုဏ်ပြုကြောင်းနဲ့မြို့တော်လိုင်းတွင်ယနေ့အချိန်ထိလူထုတပိတ်တိုက်ပွဲများမှာအေးပါသည့်အခမ်းကဏ္ဍကရှိနေကြောင်းယာယီသမရကဆိုထားပါတယ်ရှင်။ ဒေါ်လင်ရဲ့အနေထားဟာအာသာလာတာတွေရှိသလိုတစ်ဖက်မှာသတိကြီးကြီးထားပြီးဆောင်ရွက်ရမယ့်ကိစ္စတွေရှိကြောင်းပြည်တော်စုဝင်ကြီးချုပ်သတိပေးဆိုတဲ့သတင်းကိုဆက်လက်တင်ပြပေးပါမယ်။မြို့သားညီညွတ်အစိုးရအကြကလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘုတ်ကော်မတီအစည်းအဝေးအမှတ်စဉ်16မြင်းဆောင်2025မှာပြည်တော်စုဝင်ကြီးချုပ်မန်ဝင်းခိုင်တန်းမှအခုလိုသတိပေးဆိုပါတယ်။ တော်လင်းရဲ့အနေထားဟာအတာလာတာတွေရှိသလိုတစ်ဖက်မှာသတိကြီးကြီးထားပြီးဆောင်ရွက်ရမယ့်ကိစ္စတွေလည်းအများကြီးရှိပါကြောင်းမြို့သားညွေအစိုးရအုပ်ချုပ်ရေးယန္တရာအတွင်းမှာတာဝန်ထမ်းဆောင်နေကြတဲ့မြေပြင်ဝန်ထမ်းများကိုလည်းလုံခြုံရေးနဲ့ပတ်သက်လို့ချွတ်နေရာတွေကဂျမစီယုတ်စုလုံးဝကင်းရှင်းသွားပြီဆိုပေမဲ့ mesh control ဖြစ်နေတဲ့နေရာတွေမှာအသက်အနည်းငယ်အချိန်မရွေးချင်းကြောက်ခံရနိုင်မှာကြောင်းရဲဘော်ရဲဘက်တအူးချင်းစီတိုင်းဟာတံပိုးအလွန်ကြီးမားတာကြောင့်ရဲဘော်တွေအနေနဲ့ ကိုယ့်ရဲ့လုံခြုံရေးကျန်းမာရေးတွေကိုအမြဲဂရုစိုက်ကြဖို့သက်ဆိုင်ရာဌာနများမှတက်ဆင့်မှာကြားလိုပါကြောင်းဝန်ကြီးချုပ်ကဆိုပါတယ်။ဒါအပြင် institution တွေခိုင်မာဖို့ကလည်းအရေးကြီးတယ်လို့ဝန်ထမ်းများရဲ့စွမ်းဆောင်ရည်ပြေဝဖို့ကလည်းအရေးကြီးတာဖြစ်ပြီးနိုင်ငံရေးရမှန်ကန်တဲ့မူဝါဒတွေကိုလည်းကာလလိုက်တင့်တော်တယ်လို့ချမှတ်နိုင်ဖို့ကလည်းအရေးကြီးတယ်လို့ဝန်ကြီးချုပ်ကဆိုပါတယ်ရှင်။ 52နှစ်မြောက်အလို့သမားတပိတ်လှုံရှားမှုနဲ့တဝန်လာကိုပြည်တော်စုလွှတ်တော်ကိုစားပြုကော်မတီပေးပို့တဲ့တရင်ကိုဆက်လက်တင်ပြပေးပါဦးမယ်။ရန်ကုန်မြို့သမိုင်းချီစက်ရုံရှိမှာဆရာနာရှင်များကအလို့သမားပြည်သူများအားရရက်ဆက်ဆက်တက်ဖြတ်ခဲ့တဲ့1948ခုနှစ် ဇွန်လ6ရက်နေ့တွင်မြန်မာနိုင်ငံအလုံသမားလှုပ်ရှားမှုသမိုင်းတွင်မြည်သူမျှချမ်းလက်ထားဝေးမရသောနေ့တစ်နေ့ဖြစ်တယ်လို့ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီကဖော်ပြပါဗါးလူသမားများ၏ရပိုင်ခွင့်နှင့်အခွင့်အရေးများအားရဲဝန်းစွာတောင်းဆို၍တိုက်ပွဲဝင်ခဲ့ကြသောလူသမားသူရဲကောင်းများအားဂုဏ်ပြုသည့်အနေဖြင့်ဇွန်လ6ရက်နေ့ကို အလုတ်သမားတပိတ်လှူရှားမှုနေ့ဖြစ်သမဲ၍အောက်မေဘွယ်နေ့တနေ့ဖြစ်အုံပြုချင်းပါလာခဲ့ဒီမှာယနေ့ချိန်တွင်52နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်တယ်လို့ဆိုပါရယ်1948ခုနှစ်ဇွန်လ6ရက်နေ့တွင်စတင်ခဲ့သည့်ပြည်လုံးကျွလုတ်သမားအရေးတော်ပုံတွင်ရဲဝန်းစွာတိုက်ပွဲဝင်ခဲ့ကြသောလုတ်သမားသူရဲကောင်းများသည့်ခေဆက်ဆက်ဆရာနာရှင်စနစ်အောက်မှလွတ်မြောက်ရေးအတွက်မဆုံမနစ်ဂျိုးပန်းခဲ့ကြသူများဖြစ်ပြီးလုတ်သမားရေးတော်ပုံမှပေါက်ဖွားလာသည့်စိတ်ဓာတ်ကိုကင်ဆွဲလျက် ဂျမဆီယနာရှင်စနစ်လက်အောင်မှာအလုံးစုံလူမျိုးရေးအတွက်ဆက်လက်ကြိုးပမ်းသွားကြစီလို့ကြောင်းလူသမားပြည်သူလူထုအားလုံးအားလေးလေးနက်နက်တိုက်တွန်းအပ်တယ်လို့ဖော်ပြပါတယ်။ကြီးကျယ်ချိုးဖောက်ခံရသည့်လူသမားများ၏ခွင့်ရများကိုနိုင်ငံတကာစံနှုန်းများနှင့်ကန်ကြီးသောအခွင့်အရေးများရရှိစေရန်နှင့်လူသမားများ၏အခွင့်အရေးများအားအပြည့်အဝကာကွယ်ပေးရေးတို့အတွက်လွတ်တော်၏ခန်းကဏ္ဍမှဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီးပြည်ထောင်စုလွတ်တော်ကိုစားပြုကော်မတီနှင့်ပြည်တွင်းပြည်ပရှိမြန်မာပြည်သူလူသမားတို့ဘက်မှခိုင်ခိုင်မာမာရည်တည်၍ လူသမားတို့၏အကျိုးစီးပွားအတွက်အစဉ်မြဲကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းဂရီပြူလျက်ဤ52နှစ်မြောက်လူသမားတပိတ်လှူရှာမှုနှင့်တဝန်လွှာအားထုတ်ပြန်အပ်တယ်လို့ဖော်ပြပါရရှင်။ဆလဘီပြည်တွင်းပြည်ပမှရှိတဲ့မြန်မာလူသမားတို့ဘက်မှခိုင်ခိုင်မာမာရဲ့တီဗီလူသမားတို့အကျိုးစီးပွားအတွက်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ CRPH ဆိုတဲ့သတင်းကိုလည်းဆက်လက်တင်ပြပေးပါမယ်။ ပြည်တွင်းပြည်ပမှရှိတဲ့မြန်မာအလို့သမားတို့ဘက်ကခိုင်ခိုင်မာမာရည်တည်ပြီးလို့သမားတို့အကျိုးစီးပွားအတွက်ဂျိုးပန်းဆောင်ရွက်သွားမယ်လို့ပြည်တော်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကထုတ်ပြန်ပြောဆိုလိုက်ပါတယ်52နှစ်မြောက်လို့သမားတပိတ်လှူရှာမှုနဲ့တဝန်လွာပေးဖို့ရမှာ CRPH ကခုလိုထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်ရန်ကုန်မြို့သမိုင်းချီစိတ်ယုံရှိမှဆရာနာရှင်တွေကအလို့သမားပြည်သူတွေကိုရရဆက်ဆက်တက်ဖြတ်ခဲ့တဲ့1948ခုနှစ်ဇွန်လ6ရက်နေ့ဟာမြန်မာနိုင်ငံအလို့သမားလှူရှာမှုသမိုင်းမှာချန့်လက်ထားလို့မရတဲ့နေ့တစ်နေ့လို့ဆိုပါရစေ။ လုသမားတွေရဲ့ရပိုင်ခွင့်နဲ့အခွင့်အရေးတွေကိုရဲရဲဝံ့ဝံ့တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြတဲ့လုသမားသူရဲကောင်းတွေကိုဂုဏ်ပြုတဲ့အနေနဲ့ဇွန်လ6ရက်နေ့ကိုလုသမားတပိတ်လှူရှာမှုနေ့ဖြစ်သတ်မှတ်ပြီးအောင်မေဘွယ်နေ့အဖြစ်ဂုဏ်ပြုကျင်းပလာခဲ့တာဒီနေ့ဆိုရင်52နှစ်ပြည့်မြောက်ခဲ့ပြီလို့သိရပါဗျ။1948ခုနှစ်ဇွန်လ6ရက်နေ့ကစတင်ခဲ့တဲ့ပြည်လုံးချုပ်လုံသမားရေးတော်ပုံကနေပေါက်ဖွားလာတဲ့စိတ်ဓာတ်ကိုကင်ဆွဲပြီးဆီယနာရှင်စနစ်အောက်က အလုံးစုံလူမျိုးရဲ့မစုံမနစ်ဆက်လက်ကြိုးပမ်းသွားကြဖို့လေလူသမားပြည်သူလူထုကို CRPH ကတိုက်တွန်းထားပါတယ်။ဂျမစေကောင်းဆောင်မရောက်လိုက်ဥဆောင်တဲ့ဖွဲ့ကဒိုင်းပြည်အာဏာကိုအတိအဓမ္မသိမ်းယူခဲ့တဲ့2020ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့နောက်ပိုင်းလုံကိုင်းခွင်းလန်းရှားပါလာခြင်းနဲ့ကုံစင်းနှုံတွေအစမတင်မြင့်တက်လာတာတွေကြောင့်လူငယ်ပေါင်းများစွာမိမိတို့ဒိုင်းပြည်ကိုဆွန့်ခွာပြီးအခြားနိုင်ငံတွေမှာသွားရောက်လုလုကိုင်းနေကြတဲ့အပြင်ဂျမစေကောင်းစီက ပြည်သူစစ်မှုထမ်းဥပဒေကိုတတ်သွင်းပြီးလူငယ်တွေကိုအဓမ္မစစ်မှုထမ်းခိုင်းစေနေတာကြောင့်လည်းလူငယ်တွေပြည်ပနိုင်ငံတွေမှာတိမ်းရှောင်နေရတဲ့အတွက်လုံခြုံရရှိနိုင်မှုအခက်အခဲတွေနဲ့ရင်ဆိုင်နေကြရတယ်လို့သိရပါဗျာ။ လူသမားပြည်သူတွေဟာနိုင်ငံရဲ့အသက်သွေးကြောဖြစ်သလိုဆီယနာရှင်စနစ်အဆုံးသတ်နိုင်ရင်းနဲ့ Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးအကျိုးပေးမှုမှာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေတာကြောင့်ပြည်တွင်းပြည်ပမှာရှိတဲ့လူသမားပြည်သူများအနေနဲ့လူသမားတို့ရဲ့ရပိုင်ခွင့်အခွင့်အရေးအပြေးအဝါရရှိနိုင်မဲ့ Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်တွေမှာဆက်လက်ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြဖို့ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကတိုက်တွန်းထားပါတယ်ရှင်။ ဒုတိယပညာသင်ကာလ second semester ကျောင်းအရင်ကျင်းခဲ့ပါကဇွန်လ23ရက်နေ့နောက်ဆုံးထားဆက်သွယ်ရန်မြမနွေဦးတက္ကသိုလ်အသိပေးတဲ့သတင်းကိုဆက်လက်တင်ပြပေးပါမယ်။ဒုတိယပညာသင်ကာလ second semester ကျောင်းအရင်ကျင်းခဲ့ပါကဇွန်လ23ရက်နေ့နောက်ဆုံးထားဆက်သွယ်ရန်မြမနွေဦးတက္ကသိုလ်မှအသိပေးကြေညာပါရယ်။မြမနွေဦးတက္ကသိုလ်တွင်ဖွင့်လှစ်နေသောနိုင်ငံရေးသိပ္ပံဒီပလိုမာသင်တဲ့ဒုတိယပညာသင်ကာလ second semester ကို2025ခုနှစ်ဇွန်လ9ရက်နေ့မှာစတင်မယ်လို့သိရပါရယ်။ သင်တန်းချိန်စရာနဲ့သင်တန်း group link ကို email မှာတဆင့်ပေးပို့မှာဖြစ်ပြီးတော့ဒုတိယပညာသင်ကာလ second semester ကျောင်းအရင်ကျင်းခဲ့ပါက dps@mnou.moeedu.org DPS dps@mnou.moeedu.org ကိုဇွန်လ23ရက်တောက်ကြနေ့နောက်ဆုံးထားဆက်သွယ်ရန်နှိုးဆော်ထားပါတယ်ရှင်သမဝဘေးကူညီကယ်ဆယ်ပစ္စည်းများကိုချမ်းမတ်စိယုတ်စုကလက်နက်တပ်ဖွဲ့အလွဲသုံးစားအမြဲထုတ်မှု ထမဖြစ်အောင်ကာကွယ်တားဆီးဖို့လူမှုဖွဲ့တွေတိုက်တွန်းတဲ့တဲ့င်းကိုလည်းတင်ပြပေးချင်ပါတယ်။ဂျမစီအိုစုကနိုင်ငံရေးစီရေးအတွက်တဘာဝဘေးရန်ရဲ့ကူညီကယ်ဆယ်ရေးပစ္စည်းတွေကိုလက်နက်တပွဲအလွယ်သုံးစားလို့မြန်ထုတ်နေတာတွေထမဖြစ်အောင်ကာကွယ်တားဆီးကြဖို့ရပ်ဘက်လူမှုဖွဲ့စည်းတွေကတိုက်တွန်းပြောဆိုလိုက်ပါတယ်။ဒါကြေးစာနာမှုအကူအညီများအားလက်နက်နေဖြင့်အသုံးချမှုရက်ဆိုတဲ့လူလူလှောင်ရှားမှုကြီးညာချက်ကနေခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။ ငလင်နဲ့ပြည်သူတွေကိုပေးတဲ့နိုင်ငံတကာအတိုင်းဝိုင်းနဲ့ဖွဲ့စည်းတွေရဲ့လူသားချင်းစာနာမှုအကူအညီတွေကိုဂျမတ်စီယောစုကနိုင်ငံရေးနဲ့အစည်းအဝေးမှာလက်နက်ဖြင့်အလွဲသုံးစားလို့အမြဲထုတ်နေတာကိုတားဆီးကာကွယ်ဖို့ငလင်ပင်သည့်ပြည်သူတွေစီအကူအညီတွေတိုင်းရိုက်ရရှိစေဖို့လူသားချင်းစာနာမှုအကူအညီများအားလက်နက်နေဖြင့်သုံးချမှုရဲ့ Stop WOA ဆိုတဲ့လူလူလှုံ့ဆော်မှုပြုလုပ်ရတာဖြစ်ပြီးလူသားချင်းစာနာမှုအကူအညီတွေကိုလက်နက်တပွဲအသုံးချခံရမှုတွေကနေရပ်တန့်စေနိုင်မဲ့နီလန့်တွေလှုံ့ဆော်မှု နိုင်ငံတကာအစိုးရများ ASEAN UN agency တွေနဲ့နိုင်ငံတကာအစိုးရမဟုတ်တဲ့အဖွဲ့အစည်းများ INGOs တွေကိုစီယုံလှုံ့ဆော်တိုက်တွန်းသွားမယ်လို့ဆိုပါတယ်ဒီလှုပ်ရှားမှုကိုပြည်သူလူထုအနေနဲ့ပြည်တွင်းပြည်ပတော်လှန်ရေးနဲ့ရပ်ဖက်ဖွဲ့စည်းတွေကဇွန်လပထမပတ်ကနေနောက်ဆုံးပတ်ထိပူးပေါင်းဆောင်ရွက်မယ်လို့အသိပေးထားပါတယ်။ Start WOA လူထုလှုပ်ရှားမှုဟာ2008မှာဖြစ်ခဲ့တဲ့နာဂေ2023မှာဖြစ်ခဲ့တဲ့မူခါနဲ့2024မှာဖြစ်ခဲ့တဲ့ရာဂီမုံတိုင်းတို့ကလို့ ပြည်သူလူထုနာကျင်ခံစားရတဲ့အရာတွေကိုအသုံးချပြီးစေုပ်စုကအမျက်ထုတ်ခဲ့တဲ့လိုရမျိုးသမိုင်းတစ်ပတ်လဲမလာအောင်ကာကွယ်တားဆီးနိုင်ဖို့ရပ်ပတ်ဖွဲ့စည်းတွေကရည်ရွယ်ထားပါတယ်2008ခုနှစ်နာဂိဆိုင်ကလုန်2023ခုနှစ်မိုးခဆိုင်ကလုန်နဲ့2024ခုနှစ်ယာဂီတိုင်ဖုန်မုန်တိုင်းတို့ကရဲသားပြည်သူတွေ တဘောင်းဘေးအနေနဲ့ကြုံနေရချိန်မှာစီအုပ်စုဟာနိုင်ငံနဲ့စီရဲထိန်ချုပ်လို့တဲ့အတွက်လူသားချင်းစာနာမှုအကူအညီပေးသူတွေကိုနှောက်ယှက်တာပိတ်ပင်တာလက်နက်တပွဲအုံချတာတွေပြုလုပ်ခဲ့ပြီးအခုစကိုင်းငလျင်လုတ်ခတ်ပြီးချိန်မှာလည်းအဲ့ဒီလိုလုပ်နေတာမျိုးတွေတွေ့နေရတယ်လို့ဆိုပါတယ်။တရားမွေနဲ့အကြမ်းတ်စီအုပ်စုကအထမကျင်းပဖို့စီစဉ်နေတဲ့အတူရောင်ရွေးကောက်ပွဲမှာလည်းလူသားချင်းစာနာမှုအကူအညီတွေကိုနိုင်ငံနဲ့စီရဲမှလက်နက်တပွဲအလွဲသုံးစားလို့အမြဲထုတ်လာနိုင်တဲ့အတွက် စီအောင်စုကတဆင့်ပေးပို့နေတဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီငွေကြေးတွေဟာသွေးဆုံးငွေမဖြစ်လာစေဖို့နိုင်ငံတကာအတိုင်းအဝိုင်းအနေနဲ့ထူထတိထားဖို့ရဲဘက်ဖွဲ့တွေကသတိပေးထားပါတယ်။ဒါကြောင့်နိုင်ငံတကာသွေးရတွေနဲ့အဖွဲ့အစည်းတွေကပေးပို့တဲ့လူသားချင်းစာနာမှုအကူအညီတွေကိုငလင်တန်းခံရတဲ့ပြည်သူတွေစီအမှန်တကယ်ရောက်ရှိစေရေးဒီရင်းပြည်ပအဖွဲ့အစည်းတွေနဲ့အတူပြည်သူလူထုအနေနဲ့လည်း Star WA လူလူလှူရှာမှုမှာမိမိတို့ပါဝင်နိုင်မဲ့နီလန်မျိုးစုံနဲ့ပူးပေါင်းပါဝင်ကြဖို့နှိုးဆော်ထားပါတယ်ရှင်။ မန္တလေးဒေသကြားကာလနိုင်ငံအစီအမံဖော်ထုတ်မှုဆိုင်ရာချိတ်ဆက်ညှိနှိုင်းရေးနဲ့မူကြမ်းရေးဆွဲလုပ်ငန်းကော်မတီကိုလေးလတတ်တန်းတိုးတဲ့တရင်ကိုနောက်ဆုံးတင်ပြပေးပါမယ်။မန္တလေးတိုင်းလွှတ်တော်အထူးအစည်းအဝေးနှစ်မြင့်ဆောင်2025ခု2025ခုနှစ်ဇွန်လ6ရက်နေ့နနက်9:00နာရီအချိန်မှာခေါ်ယူကျင်းပခဲ့ပါတယ်။ မလေးတိုင်းလွှတ်တော်ယာယီဥက္ကဋ္ဌအဖြစ်မလိုင်မြို့နယ်တိုင်းလွှတ်တော်ကိုယ်စားလှယ်ဒေါ်တိရာငင်းကတာဝန်ယူဆောင်ရွက်ခဲ့ကတရားခွင့်ရှိသူတိုင်းလွှတ်တော်ကိုယ်စားလှယ်84ရာခိုင်နှုန်းကျော်တက်ရောက်ခဲ့ပါတယ်။တိုင်းလွှတ်တော်အစည်းအဝေးတွင်မန္တလေးဒေသကြားကာလနိုင်ငံအစီအမံဖော်ထုတ်မှုဆိုင်ရာချိတ်ဆက်ညီနာရေးနှင့်မူကျန်းရေးဆွဲရေးလုပ်ငန်းကော်မတီလေးလသက်တမ်းတိုးခြင်းကိုတိုင်းလွှတ်တော်ကိုယ်စားလှယ်ဥပဒေရေးရာကော်မတီအတွင်ရေးမှုဦးကိုမောင်ကအဖက်ချားတင်သွင်းပြီးတရားလာသူတိုင်းလွှတ်တော်ကိုယ်စားလှယ်များအလုံးကံကွက်သူမရှိတညီတညွတ်ထဲသဘောတူအတည်ပြုဆုံးဖြတ်ခဲ့ပါတယ်။ဆက်လက်ပြီးတိုင်း င်းလွတ်တော်ယာယီဥက္ကဋ္ဌကမန္တလေးတိုင်းလွတ်တော်ကိုစားပြုကော်မတီတွင်ဖွဲ့စည်းထားသောဥပဒေရေးရာကော်မတီပြည်သူ့ရေးရာနှင့်လူမှုရေးဆိုင်ရာကော်မတီလုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကော်မတီတို့တွင်တိုင်းလွတ်တော်ကိုယ်စားလှယ်များတာဝန်ယူပူးပေါင်းဆောင်ရွက်ကြရန်တိုက်တွန်းနှိုးဆော်ဖိတ်ခေါ်ခဲ့ပါတယ်ရှင်။ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတော့တာကီနဲ့ကိုခန့်တို့မှပေးပို့ထားတာဖြစ်ပါတယ်ရှင်။